မပြောဘူးလားဘလို့မအဲ့လိုမျိုးဖြစ်နေတဲ့အတိုင်းဘာဖြစ်လို့လဲကိုရဲ့စေယောလူနာတယောက်တည်းကိုစိတ်ပူနေတာအဲ့လူနာကိုစီကံကိုကိုဝင်ဖြတ်ချဖို့ဆိုပြီးရောက်လာတယ် နဲ့ကိုညင်းလွတ်လိုက်တယ်ခုဒီမနဲ့အဲ့လူနာအပြင်မှာကိုဝင်ဖြတ်ချပြီးတော့စေယုံရောက်လာတယ်ခုဒီလေသတိမရသေးဘူးတဲ့ ဲ့စိတ်တွေပုံမနေပါနဲ့ကိုရဲ့ကိုအကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲဒီညတော့အိပ်ပြောင်းအိပ်လိုက်နော်